ဤနေရာကိုလိုချင်လို့လို့ထိုင်းနဲ့ကမ္ဘောဒီးယားလိုစစ်တောင်ဖြစ်ကြတယ်။အခုမြေနေရာရဲ့ဒီဖျားเจ้าကတောတောင်တွေနဲ့တင်းတွေကြားမှာလှပတဲ့နေရာတစ်ခုဖြစ်ရှိနေပေမဲ့ဒီလိုလှပနေရာကြောင့်ပဲဒုက္ခတွေကိုဖြစ်လာစေပါတယ်။ဒီဖျားเจ้าကိုတော့ဖရာဝီဟန်ဖျားเจ้าလို့ခေါ်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာရှိပါတယ်။တိတ်မကြသေးတဲ့အချိန်မှာပဲဖျားเจ้าနဲ့ပတ်သက်ပြီးနယ်မြေရင်းပွားမှုတွေဖြစ်လို့နှစ်နိုင်ငံဆစ်ဖြစ်တဲ့အထိပါ။ဒါဆိုဒီဖျားเจ้าကရောဘလို့အဟာလဲသူ့ရဲ့သမိုင်းเจ้าကရောဘလို့အရာလဲ။ ဖရာဝီဟန်ဘုရားကျောင်းကကမ္ဘောဒီးယားထိုင်းနိုင်ငံမှာရှိတဲ့ဒုတိယမြောက်အကြီးဆုံးခမာဟိန္ဒူဘုရားကျောင်းတစ်ခုခမာအင်ပါယာရဲ့တမိုင်းဝင်ဗိဓုခာမွနေကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာကထိုင်းနဲ့ကမ္ဘောဒီးယားတို့နယ်မြေအငင်းမွားတာတွေမကြမ်းမကြာဖြစ်တဲ့နာမည်ကြီးတဲ့နေရာပါ။ခမာအင်ပါယာအားကောင်းတဲ့ချိန်17ရာစုနဲ့12ရာစုဝန်းကျင်ကာလမှာဘရင်ရာစုဘာမန်တစ်ကပထမဆုံးဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။နောက်ပိုင်းဘရင်တွေလက်ထက်မှာဖရာကျောင်းကိုပိုကောင်းအောင်ပြုပြင်ရင်းတံမိုးမြင့်လှပတဲ့ဖရာကျောင်းတစ်ခုကိုဖြစ်လာစေပါတယ်။ ဖရာဝီဟန်ဘုရားကျောင်းကကမ္ဘောဒီးယားနိုင်ငံရဲ့ဒန်ရန်တောင်တန်းတွေပေါ်မှာရှိတဲ့925မီတာမြင့်တဲ့ကျောက်ဆောင်အစွန်းမှာမတ်စောက်ကြီးတည်ရှိနေတာပါဟိန်နူရီရဲ့နတ်ဖရာရှင်တီဝမ်နာမည်ကိုယေရှုပြီးကိုးဝယ်ကြရလဲဖြစ်ပါတယ်နိုင်ငံသားအဲ့တယ်လေးသွားမယ်ဆိုရင်ဝင်ကြီးပေးရပြီးကမ္ဘောဒီးယားနိုင်ငံသားတွေအတွက်ကတော့ဝင်ကြီးမပေးရပါဘူး1950ကျော်ကာလတွေမှာကမ္ဘောဒီးယားနိုင်ငံပိုင်ဖရာဝီယန်ဘုရားကျောင်းကိုထိုင်းတွေကသူတို့အပိုင်မှာဆိုပြီးလုပ်လာတယ်။အဲဒါကြောင့်1959မှာကမ္ဘောဒီးယားက ICJ ကိုတန်ကြားခဲ့ပါတယ်။ ICJ ကဒီကျောင်းလုံးနဲ့ပတ်သက်တဲ့နေမြေတွေက ကမ္ဘောဒီးယားနိုင်ငံရဲ့အာဏာပိုင်ရထဲမှာရှိတယ်လို့သုံးဖြတ်ပေးခဲ့တယ်။အဲဒီတုန်းကထိုင်းတွေက RCG ရဲ့သုံးဖြတ်ချက်ကိုလက်ခံခဲ့ပြီးနယ်မြေလူလာတွေတော့မလုပ်ခဲ့ဘူး။2008ခုနှစ်မှာဒီဖျားကြောင့်ကို UNESCO ကမ္ဘာအမွေအနှစ်ဖြစ်ဆိုင်းသွင်းခဲ့ပါတယ်။အဲဒီ2008ခုနှစ်မှာပဲထိုင်းနိုင်ငံကဖျားကြောင့်ကိစ္စကိုမချေနှက်လို့နေဆက်မှာပြစ်ခတ်တိုက်ခိုက်တာတွေလုံးကြလို့နှစ်နိုင်ငံလုံးရဲသားတွေရောစစ်သားတွေပါအများကြီးတိုက်ဆုံးတန်ရာရခဲ့ပါတယ်။2013ခုနှစ်မှာ ICJ က1962ခုနှစ်တုန်းကချခဲ့တဲ့ဆုံးဖြတ်ချက်ကိုထပ်အတည်ပြုခဲ့ပြီးဖျားကြောင့်ပတ်ဝန်းကျင်နယ်မြေတွေအကုန်လုံးကိုကမ္ဘောဒီးယားကပဲပတ်စံကြောင်းရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ အဲ့ဒါကြောင့်ဖရာဝီဟန်ဖရာကြောင့်ကကမ္ဘောဒီးယားနိုင်ငံရဲ့အချုပ်အခြာအာဏာထဲမှာရှိတယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ဒီနှစ်2025ခုနှစ်မှာထိုင်းတွေကဒီဖရာကြောင့်နဲ့ပတ်သက်လို့ကမ္ဘောဒီးယားဘက်ကိုထက်ပြေးရှင်ပြူလာပါတယ်။ထိုင်းနိုင်ငံဘက်ကသူတို့ပိုင်ဆိုပြီးထက်လုလာလို့နှစ်နိုင်ငံအစ်ထက်ဖြစ်ကြပြီးလူတွေအများကြီးထက်သေးဆုံးခဲ့ပြန်ပါတယ်။နေဆက်တင်းမာလာပြီးဖြစ်နေတဲ့အချိန်မှာအမေရိကန်တွေကဂျောင်းဝင်ညှိနှိုင်းပေးလို့အခုချိန်မှာပြစ်ခတ်ရဲဆဲသွားပြီးငင်းချမ်းရေးရသွားပြီးမြေဖရာဝီယန်ဖရာကြောင့်နဲ့မြေအငင်းပွားတာတွေကတော့ရှိနေအောင်ပါ။